သတိဒီချင်းမိတ်ဆွေတငယ်ချင်းတို့ခင်ဗျာမင်္ဂလာပါနှုတ်ခွန်းဆက်သလိုက်ပါတယ်အဲကျွန်တော်ဒီပေါ့နော်သတိဒီနဲ့ပတ်သက်ပြီးတော့နောက်ထပ်အဲဟိုတဲ့မို့ကလန်နာမူလေးတစ်ခုနဲ့နော်နော်ကလန်နာမူလေးနဲ့စောင့်မင်းလေးတစ်ခုပြောပြရတော့နော်ကလန်နာမူလေးတစ်ခုနဲ့ကျွန်တော်ထပ်ပြီးတော့မိတ်ဆက်ပေးသွားပါမယ် အဲ့ဒီမူကတော့ကျွန်တော်တို့2000ရည်ဒီပေါ့နော်2998ခုနှစ်ကစနေချိန်မှာ903လို့ဖြစ်တယ်အဲ့903ဝပြီးလိုက်ပြီးတော့16ချိန်မှာပေါ့နော်903လို့ဆိုပြီးထပ်ဖြစ်တယ်သူကအဲ့လားပါလားဆိုကျွန်တော်တို့ဒီ2015ခုပေါ့2015ခုရဲ့ဒီမှာစနေချိန်မှာ3.49လို့ဖြစ်တယ် နောက်ပြီးလဲပြီးတော့ဒီမှာ16ကြိမ်မှာ3ညာ6လေးလို့ဖြစ်တယ်။အဲ3ညာ6လေးရဲ့အလဲပေါ့နော်အလဲမှာဆိုဒီမှာ3ပင်ရှိရတဲ့အလဲကနေပြီးတော့အဲ့ဒီကနေရည်မဲ့2ပင်2ပင်3ပင်4ပင်5ပင်6ပင်မြောက်မှာအဲ့ဒီပရိတ်3 3ညာ6ကို3ညာ6လေးကို3ကို1ဆိုတဲ့ဥစားလေးနဲ့သူကဒီမှာပြန်ပြီးတော့ကစားပေးထားပါလေ။အဲ့ကစားပေးထားတဲ့အားလေးကဘယ်မှာရှိလဲဆိုခုနကကျွန်တော်ပြောခဲ့တဲ့1998ခုရဲ့12ကြိမ်မှာ9ခွန်3လို့ဖြစ်တဲ့ အဲ16ကြိမ်မှာ93ခွန်းဆိုပြီးလဲပြီးတော့ကနန်းတူအဲထိတ်စီးတူထိတ်စီးနဲ့ကနန်းတူလှမ်းထားတယ်ပေါ့နော်အဲဟိုမှာလည်းပဲ34ကိုကို34ကိုကို36လေးနဲ့လှမ်းပြီးလဲပြီးတော့ဒီမှာလည်းပဲ93ခွန်းကိုထိတ်စီးတူထိတ်စီးနဲ့93ကို93ခွန်းနဲ့လှမ်းထားပါတယ်လှမ်းထားပါတယ်အဲ့တော့အလဲ3ပင်ကနေပြီးတော့အလဲကနေပြီးကြည့်မယ်ဆိုရင်တပင်2ပင်3ပင်4ပင်5ပင်6နှစ်မြောက်မှာ brain ကလို့ဆိုပြီးတော့သူဟုတ်လား ဒရေဂန်လေးတစ်ခုတီဆောက်ထားတယ်ပေါ့အဲ့တီဆောက်ထားတဲ့နေရာနေကျွန်တော်တို့စပြီးကြည်လိုက်ကြမယ်နော်ကျွန်တော်တို့အဲ့မှာဒီပထမဦးဆုံးဒီ၄၃၈ွတ်တဲ့တောင်းမှာနော်ဒီပေါ်မှာငားလို့ဆိုပြီးလဲပြီးတော့သူငားနောက်ပိတ်နေကနန်းလေးတစ်ပေါက်ထွက်တယ်သူ့ရဲ့ဒီဆောင်မှာကိုယ်လေတိုင်းနဲ့ brace ရဆိုပြီးလဲပြီးတော့သူဒါကနန်းလေးတစ်ပေါက်ထွက်တာတယ် ဲ့ငါးနောက်ပိတ်နဲ့ break ရှင်းနဲ့ပေါင်းတဲ့၃ကိုဟာဒီမှာနောက်ပိတ်ပိတ်ပြီးလဲပြီးရော၃ရဲ့နှစ်ခတ်တင်မှာ၅ break လို့ဆိုပြီးနှစ်ချိန်သူ၅ break နှစ်ချိန်သူကစားပေးထားပါတယ်ဟုတ်ပြီဒါဆိုဒီဘက်မှာလည်းကြည့်လိုက်ကြအောင်ကျွန်တော်၃ကိုတိတ်ခဲ့ဒီဇောင်းမှာငါးနောက်ပိတ်တယ်ကိုးလေတိုင်းနဲ့ break ရှင်းဆိုပြီးလဲပြီးတော့သူဖြစ်တယ်အဲ့ဒီငါနောက်ပိတ်နဲ့ဟော်ရီဘရေးရှင်းနဲ့ပေါင်းခြင်း၃ကိုဒီမှာနောက်ပိတ်လို့ဆိုပြီးနောက်နှစ်မှာနောက်ပိတ်ပိတ်ပြီးလဲပြီးတော့၃ရက်နောက်က၅ဘရေးဆိုပြီးလဲပြီးတော့ဟာမှာကျွန်တော်တို့ နှစ်ကြိမ်ကစားသွားခဲ့တယ်ပေါ့နော်နှစ်ကြိမ်ကစားသွားခဲ့တယ်ဆိုတော့ဟုတ်ပြီဒါနှစ်ကြိမ်ကစားသွားပြီတဲ့ဥစ္စာကိုဒါမိတ်ဆွေလိုပြင်သွားပြီပြင်ပြီးတဲ့အခါမှာတို့ဘာလာလဲဆိုလို့ရှိရင်အဲ့ဒီမှာဒီကိုးအလဲတိုင်းနဲ့ဒီ brain ကနှစ်ခုပေါင်းခြင်း ကိုးကို brain ကိုးဆိုပြီးတော့ဟိုင်းမှာနောက်သူကစားထားတယ်ဒါဆိုလို့ရှိရင်ဒီမှာလည်းပဲဟောတော့နော်ဒီကိုးအလဲတိုင်းနဲ့ brain ကနှစ်ချက်ပေါင်းခြင်းကိုးကို brain ကိုးလို့ဆိုပြီးတော့သူကစားလာခဲ့တယ်ဟုတ်ပြီနော် အဲ့ဒီကိုဘရိတ်ကစားပြီးတဲ့နောက်မှာဆိုလို့ရှိရင်သူကမလုပ်လဲဆိုလို့ရှိရင်ဟောမှာဒီအလဲတိုင်းနဲ့အောက်ရှေ့နှလုံးနဲ့လေးလို့ဖြစ်တယ်အဲ့ဒီလေးရဲ့ပါဝါကိုဘရိတ်ဆိုပြီးလဲပြီးတော့အဲ့ဒီကိုဘရိတ်ကိုရိုက်တယ်တပင်ကြောပြီးတဲ့ခါကြတဲ့ကြောင့်အဲ့ဒီကိုဘရိတ်ကိုထိုက်ရိုက်တယ်ဟုတ်ပြီနော်အဲ့ဒီကိုဘရိတ်ရဲ့နှစ်ခုရဲ့ဂျားတွေက336ဆိုတာဒီအောက်က335ဝမ်းချင်းနဲ့ထွက်ထားခဲ့တယ်နော်ဒီဥစ္စာဒီဟိုဘက်ကိုဘယ်လိုလှမ်းချိန်မယ်ဆိုပြီးတော့မှကျွန်တော်ပြမယ်နော်ဒါဆိုလို့ရှိရင်ဟုတ်ပြီဒီမှာလည်းပဲ 665ဆိုပြီးလဲပြီးရောဒီမှာကိုးအလေတိုင်းနဲ့ငါးပရိတ်နှစ်ချက်ပေါင်းကိုးဖို့ကိုပရိတ်ကိုးလို့ထွက်ပြီးသားပြီးကမှာဟိုက်အလေတိုင်းနဲ့ဒီရှင်းနှလုံးပေါင်းခြင်း၄သည်เนาะအဲ၄သည်ဒီမှာ၄ပရိတ်2 oh sorry တော့ဒီမှာငါးပရိတ်နှစ်ချက်ပေါင်းဒီဒီမှာ break ကိုလို့ထွက်ပြီးတဲ့အခါမှာဒီငါအလေတိုင်းနဲ့ဒီရှင်းနှလုံးပေါင်းခြင်း6ကို6 power 6 break ဆိုသူရိုက်တယ်ရိုက်ပြီးလဲပြီးရောသူအဲ့မှာ ဒီအလဲကောင်တပင်ချပြီးလိုက်ပြီးတော့ဟာမှာ break လေးဆိုပြီးတော့ခွာရိုက်တယ်အလဲမှာသူ6 break ဒီဟိုက်665ဝန်းကျင်နဲ့ကစားထားတာကိုကျွန်တော်တို့တွေ့ရမှာပါเนาะအဲ့ဒီ6 break ဒီဒီဘက်ကကျွန်တော်တို့เนาะ6 break နှစ်ချက်ကเนาะဒီမှာဘာလဲဆိုလို့ရှိရင်ဒီမှာဒီ6 break နှစ်ချက်ကเนาะဒီမှာ80နဲ့669 break နှစ်ချက်ပေါ့เนาะ6 break နှစ်ချက်က6နှစ်ခုရဲ့နှက်ခန့် 6 break ဆိုပြီး646ကိုရိုက်ပြီးဒီက396နဲ့698 break လေးရဲ့နှက်ခတ်နှစ် break ကိုဒီကျွန်တော်တို့ဒီဟောမှာเนาะဒီအလင်မှာလာပြီးတော့သူကစားထားတာပါเนาะဒါသူ့ရဲ့ဟိုရင်းပေါ့เนาะချိတ်ဆက်မှုလေးတွေပေါ့เนาะဟိုဘက်နဲ့ဒီဘက်ကိုသူဘလိုခိုင်းมาလဲဆိုတော့လှန့်ချိတ်ပြထားတာပါအဲ့ဒါပြီးတဲ့ခါမှာဆိုလို့ရှိရင်တော့ဒါကျွန်တော်ပြီးတဲ့ဥစ္စာတွေကိုရိုင်းရင်းတော့ပြောမနေတော့ဘူးเนาะဒါပေမဲ့အဲ့ဒါသူပါလို့လဲဆိုရင်ဒီ688ဆိုတဲ့ခဏန်းဒီ688ဝန်းကျင်နဲ့ကျွန်တော်တို့ကစားလာခဲ့ပြီး ါဆိုဒီဘက်မှာဆိုလို့ရှိရင်လည်း696ဆိုတဲ့ကဏ္ဍအထိ669ကိုဝန်းချင်းချင်းပြီးလဲပြီးရောမြင်းကုံပါပေါ့နော်669ကိုဝန်းချင်းပြီးတော့ကစားလာခဲ့ပြီ။ gain ဒါဆိုဒီအောက်မှာဘယ်လိုကစားလဲကျွန်တော်တို့ကြည့်လိုက်အောင်ဒီမူလေးကိုကျွန်တော်နည်းနည်းသဘောကျတဲ့ဥစ္စာကဟိုအကြောင်းရင်းလေးချက်ရှိပါလေ။ခုနကတော့ကျွန်တော်ပထမဟောရင်းပေါ့နော်ပထမဦးဆုံးတင်ထားခဲ့တဲ့ဗီဒီယိုတစ်ခုရှိပါတယ်။အဲ့ဒီဗီဒီယိုမှာကျွန်တော်လေးခွန်နှစ်ဆိုပြီး break 3ဆိုတဲ့ဥစ္စာလေးကိုကျွန်တော်ပြထားတာပါ။အဲကျွန်တော်ဒါစောင်းမူနေပေါ့နော်။စား ဟိုတဲ့မော်တောင်ပေါ်စီဒီနဲ့ပြထားတာပါဒီတောင်ပေါ်စီဒီမူကိုလည်းကျွန်တော်နောက်ပြဆက်ပြီးပြပေးသွားမှာပါဗောနော်အဲ့တော့ဒီမှာကျွန်တော်တို့ဒီမှာဒီခုနကပြောခဲ့သလိုပဲเนาะဒီ break ကိုဗောနော် break ကိုနှစ်ချက်ကနှက်ခါ6ကိုဒီမှာ6 break ရိုက်လိုက်သလိုဒီမှာ break လေးနှစ်ချက်ကနှက်ခါ2ကိုဒီမှာဟောဒီမှာကျွန်တော်တို့ဒီမှာလာပြီးလေပြီး336မှာလာပြီးရိုက်ထားပြီးပါပြီရိုက်ပြီးတဲ့အခါမှာ ဒီအောက်ကကိုကိုရှိဒီကိုလေးရှိဝမ်းကျင်းတွေထွက်သွားလဲပေါ့နော်အဲ့လိုထွက်သွားပြီးတဲ့အခါမှာကျွန်တော်တို့ဒီအောက်မှာကြီးကစားတဲ့ကင်ပေါ့နော်ကိုတုံညာခွန်တဲ့ဒီကိုတုံညာခွန်ဟာချောက်ပရိတ်ပေါ့နော်တိကက်ပါဝါချောက်ပရိတ်ဖြစ်တယ်လို့ကိုယ့်ရဲ့နှက်ခတ်ချောက်ပရိတ်ဆိုတဲ့ဟာလေးဖြစ်နေပါလေကျွန်တော်ဒီလိုပေါ့နော်ဒီလို try အဖွဲ့အခေါ်လေးတွေကိုကနန်းမဲ့ဖြစ်နေတယ် break ပဲဖြစ်နေအဲ့ဒါမျိုးလေးကိုကျွန်တော် ဟိုထူးခြားတယ်ဆိုတော့သင်္ကေတလေးတွေကိုဒီ symbolic ceiling တွေကိုကျွန်တော်ဘောနော်သတိထားပါတယ်အဲ့ဒါကြောင့်လည်းပဲဒီမှာဒါဆိုရင် ticket power 6 break ကို6901ချင်းနဲ့ထွက်တယ်လို့ကို6 break နဲ့နှက်ခတ်6 break ဖြစ်နေပါတယ်ဒါဆိုလို့ရှိရင်ဒီမှာ344ရဲ့1ချင်းနဲ့ရှစ်ကပါဝါ3ပရိတ်ရိုက်ပွဲအချိန်မှာ9ရက်နှက်ခတ်တမ3ပရိတ်လို့လာပြီးတော့ဖြစ်နေပါတယ်ဒီမှာ3ပရိတ်ဖြစ်ဖို့အတွက်ဒီမှာ9ဆိုတဲ့ဟာလေး ရိတ်ကားလေးထောက်ပေးတာပဲဒါကြောင့်မလို့ဒီသုံးပရိတ်ကလေးကိုတော့ကျွန်တော်ဒါနည်းနည်းစဉ်းစားပြီးတော့ယူပါတယ်เนาะအဲ့တော့အခုဘီနောက်ချက်ကဘယ်လိုစဉ်းစားထပ်ပြီးတော့ကောင်းမွန်နေတာလဲဆိုတော့ဆိုတော့ကျွန်တော်ထပ်ပြရမယ်ဆိုလို့ရှိရင်ဒီကုသုံညာခွန်လို့မဖြစ်ခင်မှာတမခွန်နောက်ပေเนาะရှင်းလဲတိုင်းအဲ့ဒီမှာဒီမှာ6ခွက်နှက်ခက်6လေးထိတ်ဆိတ်ပြီးမှပါခုနက6လေးရှိကိုဝမ်းချင်းနဲ့ကစားသွားတာပါဒီမှာဆိုလို့ရှိရင်လည်းပဲဒီမှာရှင်းနောက်ပေသူ့ရဲ့ကြီးတဲ့6 နော်အလဲတိုင်းပြီးလေးပြီးရောကိုယ့်ရဲ့နှက်ခတ်6လုံးထိစီပြီးတော့ဟောဒီမှာ6 6နဲ့ဝန်းချင်းနဲ့သူကစားထားပါတယ်ခင်ဒါဆိုလို့ရှိရင်ဟုတ်ပြီဒီမှာထပ်ပြီးတော့သူထပ်ပြီးတော့ကစားမယ့်အရာကဘယ်လိုကစားမလဲလို့ဆိုလို့ရှိရင်နော်ကျွန်တော်တို့ပြောရမှာဆိုလို့ရှိရင်ခွန်ထက်ကြီးတဲ့ရှစ်ပြီးလေးပြီးရောဟောဒီကကိုလေးကနော်ဟောဒီကိုထိစီကကိုထိစီလို့ဝင်ပြီးလေးပြီးရောခွန်ရှစ်ကိုဆိုပြီးစီနီယာဖြစ်သွားပါတယ်အဲ့မှာ9ရဲ့ပါဝါ3ရအလဲထိုင်းပြီးလဲပြီးတော့9ပိတ်9ပိတ်နဲ့10ပါဝါ6ပိတ်ကို ကိုယ့်ရဲ့နှက်ခတ်6ပြိပြင်းတဲ့သူကစားလာခဲ့တာပါဒါဆိုလို့ရှိရင်ဒီမှာလည်းပဲကျွန်တော်တို့ရှစ်နောက်ပိတ်ပြီးပြီးကိုယ့်အလဲထိုင်းပြီးတော့ပြီဒါဆိုဒီဘက်ကနေပြီးတော့၃ညထိတ်စီးက၃ညထိတ်စီးအနေနဲ့ဝင်မယ်ဆိုရင်ဒါကျွန်တော်တို့ရှစ်ကို၃ညစီနီယာဖြစ်သွားမယ်ဒါဆို၄ရဲ့ပါဝါ၉ကနေပြီးတော့အလဲထိုင်းပြီးတော့เนาะဒီ၄ရ၄လို့နဲ့ရွှေ့ပြီးရိုက်မယ်ဆိုရင်ကျွန်တော်တို့၃ညကို၄ဆိုတဲ့ပြိ၃ကိုနှစ်နှစ်တက်ကနှက်ခတ် ငါးပရိကနက်ကပုံညာကိုးလေးဆိုတဲ့ကဏန်းလေးတစ်ခွက်ကိုလာပြီးတော့ကျွန်တော်တို့ရပါတယ်အဲ့တော့ကျွန်တော်ဟိုနဲ့ပထမဟိုဒီမှာလည်းပဲပထမဗီဒီယိုတွေမှာလည်းရှိမှာပါကိုးအလေတိုင်းလေးတစ်လုံးရှိနေတဲ့အတွက်ကြောင့်ပရိသုံးကိုတော့နော်သုံးကိုတလာနော်ဓမ္မဘုလို့ရှင်တခြားဒါမှကိုးကိုးတစ်ဆိုတဲ့ကဏန်းမျိုးလားဓမ္မဘုရင်ဒီ site ကပေးလာမယ်ပုံညာကိုးလေးလားဆိုတဲ့ဥစ္စာကိုအဖြေထုတ်ဖို့ကတော့ကျွန်တော်တို့တရက်တလာနေမှာ တရက်7လမှာနော်25မှာကြမှာသိရမှာပေါ့ဗျာ။ gain အဲ့တော့အခုအနေနဲ့ကျွန်တော်တို့အနေနဲ့ရတော့ဒီမှာအနေနဲ့အရင်ဆုံးကောင်းဆုံးအနေနဲ့3964ဆိုတဲ့ကဏန်းလေးတစ်ခွက်ခွက်နောက်ပြီးတော့သူ့ကို544ဆိုတဲ့ကဏန်းလေးတစ်ခွက်ခွက်ဒါကိုရပါတယ်။မိတ်ဆွေတို့ဒီပရိသုံးနဲ့ကြိုင်းနေတဲ့ရာကိုကစားကြပါ ကစားနိုင်ပါတယ်လို့ပြောရင်လည်းအားလုံး 3D ကြီးမှာပောက်ကြပါစေ။မင်္ဂလာပါခင်ဗျာ။